အခုထပ်ပြောခြင်းနဲ့အကြောင်းအရာလေးတစ်ခုကတော့တည်င်းစာရီ now audio book day လူများများနားထောင်အောင်လူများများကြည့်အောင်ဘာလို့သင်လဲဆိုတာအဲအဲ့ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ပြောပြချင်ဆိုဒီပြောရတဲ့အကြောင်းကတော့ကျွန်တော်တည့်ရဲ့ရွှေရှင်တစ်ခုကြည့်နေရတဲ့အဲရွှေရှင်ကပြင်သစ်ရွှေရှင်မင်းသမီးနာမည်ကြီး Bridget Bardot ရဲ့အကြောင်းချိန်ထားတဲ့သူရဲ့ဝါအကြောင်းရုပ်ရှင်လေးကိုကြည့်နေနေအဲ့ဒီမှာဇာဝင်ရတဲ့ဆောင်တွေ့တော့တုံးမီရင်နဲ့ဒီစာဒီ audio book တွေကိုထုတ်လိုက်တာဆိုဇာလန်လီလိုပါ so Bridget Bardot ကထုံးစံအတိုင်းသူသူ့ကိုသူ့ယောက်ျားကလည်းအဲ့ပြမအုံဆုံးသူတို့ရုပ်ရှင်ရိုက်တဲ့သူနာမည်ကြီးကဆိုမှသူ့ယောက်ျားကလည်းသူတို့ဟိုအတားအဆီးမရှိဘူးနဲ့လှုပ်ချင်တာနဲ့လှုပ်လို့ပြောထားတယ် so သူကလည်း ထုံးစံအတိုင်းမင်းသားနဲ့ရှုပ်လိုက်ဟိုလူဆိုလူဝလူရှိသူရှိမရှောင်းနားလိုက်သူ့လိုက်နေဆိုတော့သူ့အကြောင်းကိုသတင်းစာရေးထဲမှာအများကြီးပါလာကြတယ်ဆိုသတင်းစာရေးထဲမှာအများကြီးပါလာကြတဲ့အခါကျတော့အဲ့အဲ့သူ့အကြောင်းကိုလည်းတိုင်းကြီးတုံးကစိတ်ဝင်စားကြတယ်ဖြစ်ကြမှာတခါတည်းအဲ့သူ့အကြောင်းပါတဲ့သတင်းစာတွေကအရင်ရောင်းအဲ့ဒီအချိန်မှာပြင်သိရဲ့နမကြီးသတင်းစာတစ်စောင်ကြီးအဲ့ဒီစာချုပ်ကအဲ့ဒီလိုမျိုးပိုင်းရှင်တဲ့ပိုင်းရှင်အဲ့ဒီလိုအကျုံနဲ့တစ်ဖွဲ့လုံးဟောပြီးတော့တရား ခုနအညီဟောက်ရေးတဲ့အညီဟောက်တော့ဟိုနော်ပရိဂိဘာရရဲ့အကြောင်းရေးတဲ့သတင်းစာအာတရတိကေကိုဘလောက်ရောင်းရလဲဆိုတော့တစ်တသမသုံးသန်းရောင်းရတယ်သူသတင်းစာသူသတင်းစာသုံးသိမ့်မဲ့ရောင်းရတယ်သူကပြောတာနေစမအောင်အဲ့ဒီသတင်းစာတွေကဘလို့ဖြစ်ပြီးတော့တသန်းညောရောင်းပြီးငါသုံးသိမ့်မဲ့ရောင်းရတာလဲဟလာအဲ့တော့သူကပြောတယ်ဒီနေ့ဒီချိန်အစားပြီးတော့ငါသတင်းစာမှာ နိုင်ငံရေးဒီခံယူချက်တွေအအကုန်လုံးရှော့အလိမရကွဲတာဒီအအညဟောက်ဒီသူတို့ဒီဟိုကြားတဲ့ဟိုအတင်းအဖြစ်နေအဲ့ဒါတွေထဲမှာမလူတွေကဝယ်တာဆိုတော့ငါသတင်းစာအစဉ်ပြေဖို့မင်းတို့လာကားတွေတေးဖို့အတွက်ကိုငါဒီဥစ္စာလောက်ကိုလောက်အောင်မေးဆိုပြီးပြောဆိုကျွန်တော်လည်းပြောမိလဲအော်လို့ရောင်းကောင်းအောင်ဒီလိုလောက်ရအောင်လားအာငါထောင်းပေးရဲ့အတွက်ကျေးဇူးတင်ပါ